မင်္ဂလာပါညီကိုတို့ဒီနေ့ကတော့ Mercedes နဲ့ Casa Blanca တို့ရဲ့ပွဲကိုပွဲချုပ်ခံမှန်းပြုလုပ်ပြီးသွားမယ့် video လေးပဲဖြစ်ပါတယ်။ကျွန်တော်အကြိုက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ရဲ့ပေါက်ကြီးကအပြင်ထိုင်နေဆိုရင်320အရှုံးပြန်ပြန်အဖြစ်ပေါ့နော်။ body ကြီးက Mercedes က320အရှုံးလောက်ပေါက်လိမ့်မယ်။ကိုးပေါင်းကြီးက၄လုံး80အနိုင်နေ၃လုံးအရှုံးနေဖြစ်လိမ့်မယ်။ကျွန်တော်တို့ online ဆော့တဲ့သူတွေ 1x မှာဆော့တဲ့သူတွေဆိုရင် Mercedes ကို၃လုံးတရေကြီးနဲ့ယူလို့ရတယ်။ကိုးပေါင်းကြီးက တုံးလုံးအရှုံးထွက်တယ်ပေါ့လေဆိုတော့ဒီ body နဲ့ဂိုးပေါင်းကြီးကဘလောက်မှတော့မကွာဘူးလို့ပြောလို့ရရတယ်ဆိုတော့ away win ကိုအာကာဆာဘလန်ကာကိုဂိုးမပေးထားဘူးဆိုတာသိတာတယ်ပေါ့နော်ဆိုတော့ဒီလက်သင်းချားထဲမှာ kwa cha chat ကလည်းတော်တော်လေးကိုများတယ်အဆင့် kwa cha chat ကသာသမာအတင်းလီအနေထားရကြည့်မယ်ဆိုရင်လေ kwa cha chat ကဟိုးအပေါ်နဲ့အောက်ကိုဖြစ်နေတယ်ဒါကြောင့်မို့လို့လေဒါ body ကြီးကတုံးလုံးတည်နေဂိုးပေါင်းကြီးကိုတုံးလုံးအရှုံးဆွဲနေထားမျိုးကိုဖွင့်ထားတယ်ဆိုတော့အရှိညာပြန်ကြည့်မယ်ဆိုရင်ဘိုင်းယန်တသင်းကလွဲလို့ကျန်တဲ့ဥရောပအတင်းတွေအကုန်လုံးကကြီးတွေပါပြီးတော့ ကြီးကြတာတွေ့တယ် result အနေနဲ့ကြည့်မယ်ဆိုရင်လည်း result မကောင်းဘူးပေါ့နော်မင်းညာဆိုလာ inter တို့ဒေါ်မုံတို့တည် result နဲ့ပဲပြီးသွားတယ်ကြီးရှုံးနေဆိုတော့ Chelsea လည်းကြီးရှုံးမယ်ထင်တယ်နော်နှလုံးရှုံးဆိုပေမဲ့လေအာကြီးတော့ရှုံးမယ်ထင်တယ်ဒါကြောင့်မလို့ Bayern တသိန်းပဲဒီ club world cup မှာကြီးအောင်လာတယ်6-0ဆိုတဲ့ရလက်မျိုးနဲ့ကိုးပြတ်ထားတယ်ဆိုတော့ Bayern တို့ Man City တို့ဆိုတာမျိုးကသွင်းခွင့်ရရင်တော့အာ share သွင်းတဲ့အသင်းမျိုးတွေဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ညပွဲမှာနှစ်သင်းကြားထဲမှာကွာချက်ချက်က ညားနေတာမဟုတ်လို့ Man City 3ခုပြတ်မယ်လို့ကျွန်တော်ယုံကြည်တယ်3ခုအပြတ်နဲ့နိုင်မယ်ဆိုကျွန်တော်တို့ကသိရေ4ခုအပြတ်နဲ့နိုင်မယ်ဆိုတော့တတရားကတော့ဆဆားပြီပေါ့လေဆိုတော့အပြင်တမားတွေအပြင်ဘော်ဒီတမားတွေကတော့ကြီးခိုးမယ်လို့ထင်တယ် Man City ကို3လုံး40အရှုံးနေပါတယ်အလားလားဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ online မှာဆော့ဖို့အကြံပြုတယ်ကျွန်တော်ဆိုရင်ဒါ 1x မှာဆော့တယ်ပေါ့လေ 1x မှာဆိုရင်တော့ကျွန်တော်တို့ဒါ3လုံးသိရင်နဲ့ယူလို့ရတယ် on အနေနဲ့ဆို1.9လောက်ရှိတယ်ကျွန်တော်အခုဗီဒီယိုရိုက်နေတဲ့အချိန်ဆို9နာရီခွဲပေါ့လေ ဆိုတော့ဒါ9နာရီခွဲပေါက်ကြီးဖြစ်ပါတယ်အာကြီးကျွန်တော်ကတော့တန်လေလို့ထင်တယ်သုံးလုံးတည်ကိုယူတင်တယ်လို့ထင်တယ်ကျွန်တော်အချိုက်က Man City body ဖြစ်တယ် Bayern လိုမျိုးပဲ9ပြတ်၄9 5 6 9တွေနဲ့အပြတ်သွင်းမလို့ယုံကြည်ရဲ့ပြီးတော့သူတို့အနေနဲ့ကစားသမားတွေအားဖြည့်ထားတာအနောက်တန်းကွင်းလေရှိတဲ့အစုံအာသူတို့အားဖြည့်ထားတဲ့ကစားသမားတွေဒီနေ့ပွဲဦးထွက်လာနိုင်တယ်ပေါ့နော်ဆာမန်စီးတီးအရှိရာဒီမှာလဲဖလားတလုံးမှမရခဲ့ဘူးဆိုတော့ကြာမလို့ဒီ ဖလားကမျောလင့်ကျင်စီရပဲပြီးတော့ဒါစုကြီးအနေနဲ့လည်းဒီနှစ်ကများများလေးပြီးထားတာဖြစ်တာကြောင့်မလို့အသင်းတွေအကုန်လုံးကတော့ first liner ကိုထုတ်သုံးတာမျိုးတွေတွေ့ရတယ်ဒါကြောင့်မလို့ Man City လေးကဝေထားတဲ့ကစားသမားတွေနဲ့အာအဓိက first liner ကိုပဲထုတ်သုံးပြီးတော့ကိုပြက်ကန့်သွားမယ်လို့ကျွန်တော်ကယုံကြည်တယ်ထင်မြင်နေပါတော့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ညအကြိုက်ကတော့ Man City ဘော်ဒီကြိုက်တယ်အနည်းဆုံး3ခုအပြက်ကစကြည့်ရမယ်ဒီညပွဲလေးကအစောပွဲလေးဖြစ်တာကြောင့်မလို့အေးရေးမပြတ်ဘူးကြည့်လို့ရတယ်ကြည့်ပြီး reset တီးပြီးမှအေးလို့ရတာဆိုတော့ဒါကြောင့်မလို့ ောင်းတဲ့ပွဲလေးကျွန်တော်တို့ဒါအနိုင်ယူရမယ် free ပွဲလေးလို့ကျွန်တော်ကတော့ထင်မြင်ပါတယ်ဒါကြောင့်မို့လို့ Man City body ဆော့ဖို့အတွက်ကျွန်တော်ကတော့တိုက်တွန်းတယ်ကျွန်တော်အကြိုက်က Man City body ဖြစ်တယ်ဆိုတော့ညီကိုရဲ့အကြိုက်ကိုလည်း comment မှာရေးသွားလို့ရတယ်ကျွန်တော် comment မှာ Telegram channel link လေးချထားပေးမယ်ကျွန်တော် Telegram channel link ကိုလည်း join တက်လို့ရပါတယ်ဒီ video လေးကိုလည်း like comment share လေးနဲ့အပ်ပေးသွားပေးပါကျွန်တော် channel ကိုလည်း subscribe လုပ်ထားပေးပါအောင်အားလုံးပဲကျေးဇူးပါနောက်ရက်ကျွန်တော်ပွဲကောင်းတွေတွေ့ရင်အကြိုက်တွေ့ရင်လည်း video တင်ပေးပါအောင်မယ်ဆိုတော့ဒီနေ့ကတော့ Man City body ဖြစ်ပါတယ်အားလုံးပဲကံကောင်းပါစေ